အလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ခေပချီပညာဒနာသင်ခန်းစာ30အနေနဲ့အလင်းမှောင်ပြက်ပြီရောတဘောတရားကိုလက်တွေ့ရေးဆွဲပြမှာဖြစ်ပါတယ်တော့အနုအရင်အလက်ကိုတုံးပြီးရေးဆွဲပြမှာဖြစ်ပါတယ်ဒါလည်းတုံးလေးချင်းတဲ့သင်ခန်းစာပါပဲဒီသင်ခန်းစာတွေက လူပုံသူရေးရင်အတုံးဝင်ပါတယ်ဒါကြောင့်အများများလေ့ကျင့်တာပါဒီပုံကိုဆွဲပြမှာဖြစ်လို့အွန်လိုင်းကောက်လိုက်ပါမယ်ခရက် application နဲ့အွန်လိုင်းကောက်လည်းရပါတယ်ခု လက်ကတဲ့တယ်ဆိုရင် လက်တန်းကောက်ပါ။ online ကောက်ပြီးရင်တော့ခဲတဲ့နှစ်ဖက် night ပြီးကိုတုံးပါမယ်။မူရင်းပုတ်ကိုကြည့်ပါ။မူရင်းပုတ်အတိုင်းလိုက်ချေရောပါပဲ။လက်ဖိအားကိုတူပြီးရောရေးပါ။တအားတော့ဖိမရေးပါနဲ့။ဆာရွက်ပေါက်သွားလောက်တဲ့အချိန်တော့ဖိမရေးနဲ့နော်။တုံးကိုညံ့ညက်လေးဖြစ်အောင်ချစ်ပါ။မူရင်းပုတ်အတိုင်းချင်နော်။မာကာတန်တို့ဘောပင်တို့နဲ့ရေးထားတယ်လို့နှက်မောင်းနေအောင်ချစ်ပါ။မူရင်းပုတ်မှာတုံးပြည့်ရင်ပြတဲ့တဲ့ ိုင်းထားတာပါပြည်ရင်ပြည်ရဲ့အတိုင်းထားတော့တိုးလင်းရင်လင်းမယ်မောင်ရင်မောင်ရဲ့အတိုင်းပြတ်သားနေရပါမယ်ဒါမှပြောင်းလဲပြီးတော့တောက်ပြောင်းနေတဲ့ပုံကိုရှာပါမယ်မူရင်းပေါ်အတိုင်းတုံးပြတ်ရင်ပြတ်တယ်လို့လေးရေးချစ်ပါ နိုင်ပြီမရှိရင်ကို့မှာရှိရဲခဲတဲ့နံပါတ်တွေရဲ့ကအနက်ဆုံးနံပါတ်ကိုတုံးပါတလွာထက်လို့မှမနဲ့ရင်မနဲ့မချင်းထပ်ပါနတ်မောက်တဲ့နေရာတွေကို အရင်ဆုံးလိုက်ချင်တော့ တော့အနုနဲ့အလတ်ကိုချစ်ပါမယ်အနုက၃နံပါတ်၁ဖြစ်တဲ့ဆာရွက်တာအတိုင်းထားရပါရဲ့နော်၃တွေကကိုယ်တိုင်ဖန်ပြီးဆရာမလို့ရည်ရင်ပုံက၃အတိုင်းလေးချေရတာဖြစ်ပါတယ်ပြပြောင်းလက်လက်လေးဖြစ်နေအောင်ရေးရမှာဖြစ်လို့နဲ့ရင်နဲ့နဲ့လေးရင်းရည်လည်းလင်းလေးရေးပါ၃ကိုခဲချစ်ရတွေမြင်းချောင်းတွေမချင်စင်နဲ့ညံ့ညက်လေးဖြစ်အောင်ရေးပါဒါဆိုရင်ပြီးပါပြီဒီလိုပြောင်းလက်တဲ့တဘောတရားလေးတွေများများလေးခြင်းပါနောက်ပြီး ที่วมาเป็นทวีวันแม่บ๊ายบาย